ChatGPT ကိုဗာမီးမီးပြန်ဖြေနိုင်တယ်လို့ထင်လား။ No no သူ့မှာလည်း hardware လေးရှိတယ်။ Ryan ရှိတကောင်ဗီဒီယိုမှာတော့ AI ရဲ့ powerful ဖြစ်လာတဲ့အကြောင်းတွေ AGI တိုးတက်လာတော့မယ့်အကြောင်းတွေပြောထားပေမဲ့တကယ်လက်တွေ့မှာတချို့ test တွေမှာတော့မထင်တော့မထင်ထားတဲ့ကိစ္စသေးသေးလေးတောင်မလုပ်နိုင်သေးဘူး။ So ဒီအကြောင်းနဲ့ပတ်သက်ပြီးတော့ Ryan တေချာလေးပြောပြပေးမယ်။ ChatGPT ကိုဗာမီးမီးအကုန်သွားမေးလို့ရတယ်။တေချာပုံစံပဲတွက်ခိုင်းမလား။ ါမှမဟုတ် PowerPoint တွေအိတ်ဆဲတွေ schedule တွေပဲဆွဲခိုင်းမလားအကုန်ဆွဲလို့ရတယ်ပြီးတော့နောက်ဆုံးကိုကိုပြောမယ်ဒီဒုံးမြက်နဲ့ပတ်သက်ပြီးတော့မေးမလား nuclear နဲ့ပတ်သက်ပြီးမေးမလားသူအကုန်ဖြေနိုင်တယ်အေးဒါမဲ့အချိန်နဲ့ပတ်သက်ပြီးတော့မှဘလောက်ရှိပြီလဲသွားမေးကြည့်လိုက်အကုန်လုံးတိုင်ဘက်ကုန်ပြီးတော့ तू မဖြေနိုင်တော့ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ဒီပြဿနာကို Reddit နဲ့ OpenAI ရဲ့ Foreign Group မှာဆွေးနွေးထားတာရှိရယ်လက်ရှိအချိန်အနေထားကို ChatGPT ကိုသွားမေးရင် အဖြေကအတိအကျမရှိဘဲနဲ့ကွဲပြားနေတယ်။ဥမာ real time data ဒါမှမဟုတ်တည်နေရအချက်လက်မရှိဘူးဆိုရင်မပြောပြနိုင်အောင်ဆိုပြီးတော့ဒဲ့လိုညင်တာကြီးလည်းရှိတယ်။တချို့အချိန်ဒီမှာဆိုရင်တခြားမြို့တွေဇုံတွေရဲ့အချိန်ကိုပြောပြပေးရဆိုပေမဲ့အမြဲတမ်းမှန်ကန်နေရမျိုးတော့မရှိဘူး။အဓိကက ChatGPT ရဲ့ system ချုပ်ရင်းတာမဟုတ်ဘူး။ generative AI system ကြောင့်ဖြစ်တာ။ ဒီကောင်ကအချိန်ကိုပြပြပေးနိုင်တယ်ဖုန်းနဲ့ကွန်ပျူတာတွေလို့မဟုတ်ဘဲနဲ့သူ့ကို train ပေးထားတဲ့ data တွေပေါ်မှာအခြေခံပြီးတော့ပဲပြပြပေးနိုင်တာအဲ့တော့လက်ရှိ ChatGPT အနေနဲ့ပြပြမယ်ဆိုရင် system cloud တွေ real time data တွေအသုံးပြုခွင့်ပေးမယ်ဆိုရင်အချိန်ကိုတိတိကျပြပြနိုင်မယ်အနေထားတော့ရှိရယ်ဥပမာ ChatGPT ရဲ့ desktop app မှာ SaaS လောက်ဆောင်ချက်ကိုဖွင့်ထားတဲ့အချိန်တုန်းကဆိုရင်အီတလီနိုင်ငံမီယန်မြို့ရဲ့အချိန်ကိုမှန်မှန်ကန်ကန်နဲ့ပြပြပေးနိုင်ခဲ့တယ် ဲ့တော့အချိန်ဘယ်လောက်ရှိပြီလဲသွားမေးရင်တော့ ChatGPT အနေနဲ့ကသူ့အတွက်အချိန်နဲ့ပတ်သက်တဲ့ကိစ္စတွေမှာတော့အခက်အခဲရှိနေမယ်။ဥပမာ analog clock ရဲ့လက်တက်အနေထားကတော့အဲဒါမှမဟုတ်ဒီ calendar နဲ့ပတ်သက်ပြီးတော့မေးမယ်ဆိုရင်နားလည်ဖို့ရသူ့အတွက်အားနည်းချက်လေးရှိတယ်။ဒါအခုလက်ရှိ ChatGPT ရင်ဆိုင်နေရတဲ့စိန်ခေါ်မှုတစ်ခုလိုတော့ပြောလို့ရတယ်။နောက်တစ်ခုရှိသေးတယ်။နိုင်ပုံကို generate လုပ်ခိုင်းလို့ရှင်လဲထည့်ခိုင်းတဲ့အချိန်တွေကမမှန်ဘူး။လေ့ရင်မှာလူတယောက်ပြောတာဆိုရင် "तू ၄နိုင်ခွဲအချိန်နဲ့နိုင်ပုံကို generate လုပ်ခိုင်းလိုက်တာဒါပေမဲ့ AI က၄နိုင်ခွဲအချိန်နဲ့နိုင်ပုံရပါပြီဆိုပြီးတော့ထွက်တာထွက်လာလိုက်တာဒါပေမဲ့၁၀နိုင်၁၀မိနစ်ပဲဖြစ်နေရအဓိကကနိုင်ကြော်ညာဒီမှာ၁၀နိုင်၁၀မိနစ်ပဲသုံးတာဆိုတော့ iSource တွေကိုပဲ landing လုပ်ပြီးတော့မှရလာတဲ့ result ကိုပဲပြန်ပြီးတော့ထုတ်ပေးရတဲ့ဘော Rai ကိုရိုင်း generate လုပ်ခိုင်းတော့လည်းတကယ်မရခဲ့ဘူးဆိုတော့ AI စင်တာတွေမှာ company တွေကဒေါ်လာတွေအများကြီးကုန်ကြခံပြီးတော့ investment လုပ်လာကြတယ် ပြီးတော့သူတို့ရဲ့ source တွေမှာလဲ develop ဖြစ်အောင်လို့စူးစမ်းလာကြရဲဆိုပေမဲ့သူတို့မှာလဲဒီလိုခက်ခဲလေးရှိရဲဆိုတာကိုသိအောင်လာပြပြပေးရအဲ့တော့အခုကြည့်နေတဲ့သူတွေရောကိုကိုရိုင်း ChatGPT ကိုသုံးတော့ခက်ခဲလေးရှိရဲဆိုရင်ဘလို့ခက်ခဲလေးရှိရလဲဆိုတာကိုခေါင်းမှာပြောသားပေးပါဦး right ပါနောက်တစ်စိတ်ဝင်စားအောင်လဲ view နဲ့တူပြန်လာခဲ့ပါမယ်